အားလုံးမင်္ဂလာပါမင်းဒီ channel ကနေအားလုံးကြိုဆိုပါရစေမန်ချက်စတာနဲ့တဲ့အသင်းနဲ့ပေါ့ဗျာအဝေးကွင်းလီဗာပူးရဲ့အင်ကွင်းမှာဒူးဝင်နဲ့နိုင်ခဲ့တယ်ဆိုတော့တကယ့်ကိုကောင်းတဲ့ performance တွေတကယ့်ကိုကောင်းတဲ့စွမ်းစားတွေကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပွေးပီးစုကနေမှာပေါ့ဗျာကျွန်တော်တို့ဒီခင်းစီပိုင်းကိုအားပြုပြီးတော့ယူနေတဲ့အသင်းကကစားခဲ့တယ်ဘလို့ပြောပြောမန်ချက်စတာနဲ့တဲ့အသင်းက Premier League နှပွေးဆဲနိုင်ပွေးရရှိခဲ့တယ်တစ်ဖက် Liverpool အသင်းက၄ပွေးဆဲချက်ချုံပြီးတော့ ပရီးမီးယားလိ၃ပွဲစကိုစတိတ်စုရှုံးခဲ့တာပေါ့ဗျာဆိုတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွေးပြီးတုံသေးချက်အနည်းချင်းကိုဆွေးနွေးတော့ပါမယ်လူက H နဲ့တောင်ဘေးနာပြောက်တော့လို့မသိမရှင်းဆောင်နေတဲ့တင်ကဂိုးသွင်းနိုင်ပွဲရရှိခဲ့လို့ဆိုတော့အားလုံးပဲမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါပထမအောင်စုပေါ့ဗျာကျွန်တော်တို့ဒီနေ့ပွေးစဉ်မှာဆိုရင်ဒီပွေးထုတ်လာတဲ့လူစင်းကိုကျွန်တော်နေ့နေ့တင်တရားဖြစ်ခဲ့တယ်နေ့နေ့စိုးရင်စိတ်ဖြစ်ခဲ့တယ်ဘာကြောင့်လဲဆိုရင် ဒါလည်းပဲကျွန်တော်ကိုသမားနေရာမှာဆင်နေလဲမဲ့ဒီနေ့ပွေးစဉ်လေးသူ့အလုပ်ကိုသူကောင်းကောင်းလုပ်နိုင်ခဲ့တယ်တကယ်ကိုကောင်းတဲ့ performance တွေတကယ်ကိုကောင်းတဲ့ lesson တွေနဲ့လာမယ့်ပွေးစဉ်တွေမှာအဓိကကစားသမားကိုသမားအဖြစ်ပါဝင်ဖို့အတွက်သူ့အနေနဲ့လူလောက်တဲ့ပမာဏလူလောက်တဲ့ဆွဲဆောင်ရေးပြခဲ့တယ်အမူရီယုံကြည်ရတဲ့အထီးကို လုပ်ပြခဲ့တယ်ဆိုတော့ကိုသမားအပိုင်းတော့ထားလိုက်နောက်တဲ့၃ရက်မှာကျွန်တော်တို့စိုးရင်ခဲ့တာအဲ့ဒီအချက်ပဲဘာကြောင့်လဲဆိုရင်ပွေးတိုင်းလိုလိုမှာကျွန်တော်အဆင်ပြေနေတဲ့ စားသမား၃ယောက်ကျွန်တော်ညာဘက်နောက်ခံမှာဆိုရင်ပေါ့ဗျာလင်နီယူဒီကစားသမားအနေနဲ့ဒီနေ့ပွဲစီမှာအရင်ကနေပြီးတော့ပွဲထုတ်လာတယ်ပထမပိုင်း၄စင်းကောင်းဒီမှာဆိုရင် လူရောရင်မကွမ်းရနဲ့ဒီလေးကွန်ကရစ်ဂျူလီရှိပါမကွမ်းရကျွန်တော်တို့မန်ချက်စတာအောင်တဲ့အတင်းအတွက်ကောင်းတိုင်းဘောကနေပြီးတော့ဘောကိုဒီအလူအေဒီနိုင်ပွေးဂိုးတွေကိုရှားယူပေးနေစေဖြစ်တဲ့မကွမ်းရကောင်းကြီးဆိုတော့ ကွင်းလီမာလေးဒိုနီလကောက်မှာပဲကျော်တို့အတွက်ပထရိတ်တို့ကိုနဲ့ဒီရသည်ပြီးကလေးရသည်ဘောမကတိငိုင်းတော်တော်ကိုတောက်လျှောက်ပို့ပြီးတော့အားကောင်းလာတဲ့အဲ့ဒီဘေဘက်အချင်းကနေပြီးတော့အတူလို့ယုံရတဲ့နဲ့သူတို့ရဲ့ခဲစည်းပိုင်းကို အလုရှုပ်စေခဲ့တဲ့ပထရိတ်တို့ကိုအနာပေးပြီးတော့ဒါလောကိုဘေဘက်အချင်းမှာပို့ပြီးတော့ဘရူနိုဖာနန်ဒက်ကက်ဆီမီရိုနဲ့ကျွန်တော်တို့ဒီအာမေဒီယာလိုဒီလိုမျိုးပွေးထုတ်လာတဲ့ကွင်းလီမာနေဘက်တဲ့နှစ်ယောက်က ကျွန်တော်အပြောင်းလဲတွေပြုလုပ်ပြီးတော့မေဆန်မော့ကိုပွေထုတ်လာတယ်မတိယကွန်ညာကိုအထောင်ကိုပွေပြီးတော့ပင်ဂျီမိုဆူဆူကိုအနာပေးတယ်။ညာဘက်နယ်ဘက်တေရိုမော်ဆိုရင်ပေါ့ဗျာဘရိုင်အမ်မိုဆိုတော့အာပီဂရီဆန်နယ်လေးနဲ့ပွေးစီမှာလေးပဲဘရိုင်အမ်ဘူမိုနဲ့ကျွန်တော်အာမေဒီယာလူတို့ကအဲ့ဒီညာဘက်အချမ်းကနေပြီးတော့အတိုးအလုံးယူသွားတယ်နဲ့ဂိုးပေါက်ကဲသိမှုတွေ ကိုပေါတဲ့မှုတွေအများကြီးကျွန်တော်တို့ကိုးတွေမြူခေတွေဒါပဲအချက်လို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့ဒီပရီးမီးယားလေးပွဲစဉ်၃လေးပွဲမှာဆိုရင်ပေါ့ဗျာအာမက်ဒီယာလိုနဲ့ဘရိုင်ယန်အမ်ဘူမူကချိတ်ဆဲမှုကျွန်တော်အားနေမှုရှိတယ်ဒါပေမဲ့လို့နောက်ပိုင်းပွဲစဉ်တွေမှာအဲ့ဒီညာဘက်အချမ်းကနေပြီးတော့ကျွန်တော်အတိုးလို့ယုံရပရမနာအာမက်ဒီယာလိုရဲ့အားတန်ပါတယ်ဆိုတဲ့ဒီဖက်တီးမှုတွေပြီးလို့ရှိရင်တကူရေဆွဲဆောင်ရည်တွေကတတို့ကောင်းနေသလိုဘရိုင်ယန်အမ်ဘူမူရဲ့ အတိုးလောက်ကလေတဖက်ခင်စေကစားသမားတွေလုံးဝကိုမထိန်နိုင်တဲ့အခြေအနေတခုနဲ့အဲ့ဒီညာဘက်အချမ်းကနေဒီကထားပြီးပထမပိုင်းမှာကျွန်တော်တို့ကိုသွင်းမှုနဲ့နှမနေမပြည့်ခင်မှာ Brian Embumo ကဥဆောင်ကိုရခဲ့တယ်။ဆိုတော့ဒါကပထမအုပ်စုကျွန်တော်တို့ပွေးထုတ်လာတဲ့စစ်တရားပေါ့ဗျာ။အသေးနဲ့သူကျွန်တော်တို့နှပွေးဆက်ကိုသွင်းခဲ့တဲ့ဗဂျမုဆစ်ကိုအနာပေးခဲ့တယ်။ဒီအချက်တွေကြောင့်ကျွန်တော်ပြည်သက်တွေကစိုးရင်စရာဖြစ်ခဲ့တဲ့ပွေးထုတ်လို့စီးအနေအထားတခုလို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ အသင်းကားဖို့ဗျာပထမပိုင်းကိုကြည့်ကြလို့ချင်းဝင်းစင်းနဲ့နိုင်ခဲ့တဲ့ဘောလုံးပိုက်ဆံမှုကြည့်လို့ချင်းယူနိုက်တက်အသင်းက၄စီသူတို့အသင်းက၆ရက်တောင်ကျွန်တော်ရှိခဲ့တယ်။ဂိုးပေါက်ကဲတူးမှသူတို့က9ချိန်နဲ့ယူနိုက်တက်က၆ချိန်ဂိုးပေါက်တင်းမှုကသူတို့၄ချိန်နဲ့ကျွန်တော်၃ချိန်အာကြည့်လို့ချင်းပေါ့ဗျာပထမပိုင်းအနေထားကအဲ့လိုဒီဟိုသူတို့တောင်းလည်နေလို့ကျွန်တော်ပြောလို့မရဘူး။အော်ညတယ်လို့ပြောရမှာပေါ့ဗျာ။အဲကျွန်တော်ဆိုကျွန်တော်မန်ချက်စတာဝင်တဲ့အသင်းကပထမပိုင်းတစ်ပိုင်းလုံးအော်လီဗာပူးရဲ့အင်ကွင်း တကယ်လို့ဒီနေ့ပွဲစဉ်ကိုတရေကြတော့ခဲ့လို့ရှိရင်လေကျွန်တော်ကတော့မက်ရှယ်ဆောင်နဲ့တဲ့အသင်းကိုအလောက်ဒီဝေဖန်မှာမဟုတ်ဘူး United အသင်းအနေနဲ့ပေါ့ဗျာဒီလိုမျိုး MV ဂွိမ်းမှာ Liverpool ရဲ့ကောင်းလာပါတယ်ဆိုတဲ့ဂွိမ်းမှာ United ကအနိုင်ယူခဲ့တယ်လို့ဟုတ်တယ်မလားပထမပိုင်းအနေထားမှာလေတိုးကိုဆွဲဆောင်ပြီးပြပြီးတော့ဒုတိယပိုင်းမှာကျွန်တော်တို့ဥဆောင်ကိုပေးရတဲ့အနေထားတစ်ခုမှာလည်းပဲပြန်ပြီးတော့ hybrid နေနဲ့ကျွန်တော်တို့တော့တယ်အလိုဖြစ်တဲ့ပွေးပြီးစုကနေအထိကျွန်တော်တို့ကသင်စစ်ကိုအားပြုပြီးတော့မကွမ်းရကနေတကူရတော့ခဲ့တာ ဆိုတော့ဒီလိုအနေထားပေါ့ဗျာကျွန်တော်ပြီးခဲ့တဲ့စင်တန်းနဲ့ပွေးစီမှာလည်းအပြောင်းလေးတွေကျွန်တော်9နှစ်ရလောက်ဒီပြုလုပ်ခဲ့ပြီးတော့ဒီနေ့ပွေးစီမှာလည်းအမ်မိုရယ်ကအပြောင်းလေးတွေကျွန်တော်အများကြီးပြုလုပ်ခဲ့တာကျွန်တော်တွေ့ရတယ်ဆိုတော့လက်တလောပေါ့ဗျာမန်ချက်စတာယူနိုက်တက်အသင်းရဲ့နေပြအမ်မိုရယ်ကိုတိပိုက်ရှင်တွေကလည်းထောက်ကဲမှုပြုလုပ်ထားတယ်ပြုလုပ်ချင်းကန်ဂျမာရဲ့မျက်နှာတာပေးမှုကစားသမားတွေစူဖေးရအကောင်မှုနဲ့အမ်မိုရယ်ကိုလုံးဝမထုတ်ပေးလောက်အောင်ဒီကျွန်တော်တို့ဒီလိုမျိုးကန်ဆာတာကဖြစ်ပေါ်လာတော့ပေါ့ဗျာ ဆိုတော့ပထမဦးဆုံးမှာပဲကျွန်တော်ပွေးစားတိုင်းနဲ့ပေါ့ဗျာနှစ်ဖက်အတင်းကအင်းတိုက်အားတိုင်းနဲ့ကျွန်တော်ကစားလာတယ်ရှိတယ်ကျွန်တော်ယူနေတဲ့အတင်းကအဝေးကွေးဆိုပေမဲ့လို့တစ်ဖက်အတင်းကိုတော့ဆူမှုမှုအများကြီးကျွန်တော်ရှိခဲ့တယ်အခုနောက်ပြောသလိုပါပဲအဲ့ဒီညာဖက်ကွင်းလင်းအချင်းကနေပြီးတော့အတိုးလို့ယူရတယ်နဲ့ဖဲတင်းမှုတို့ကောင်းပါတယ်ဆိုတော့အာမေဒီယာလိုတို့အော်ဒီမလားဝရီကောင်းပါတယ်ဆိုတော့ဘရိုင်အေဘူမိုတို့ရဲ့လုံဝတီကြတဲ့ဂိုးတွေနဲ့နှစ်မိနစ်မပြည့်ခင်မှာ ဘရိုင်းအိမ်ဘုံကလှပတည်တဲ့တွေကျွန်တော်တကူရခဲ့တယ်အဲ့ဒီကိုကလေးကျွန်တော်ကွင်းလင်းကနေခြားပြတော့အာမေဒီယာလိုကညဘက်အချက်ကနေဆွေးပြီးတော့အီယာပေါက်သေးကိုတိုးဝင်တာနဲ့ဘရိုင်းအိမ်ဘုံကလှလှပပကျွန်တော်တကူသွင်းတော့ခဲ့တာတကယ့်ကိုကောင်းတဲ့ပလေယာတယောက်ဖြစ်တယ်အဲ့တော့ပထမကိုအောင်ဆိုရင်လည်းပဲဘရူနိုဖာနေတဲ့အာမေဒီယာလိုပြီးလို့ချင်းကျွန်တော်ဘရိုင်းအိမ်ဘုံဒီ၃ယောက်တွေးကနေကျွန်တော်ကိုရရှိခဲ့တာဖြစ်တယ်တကယ့်ကိုဆွေးဆောင်ရင်ကောင်းတယ်တိုးတော်လေးအဲ့ဒီကွင်းလင်းပဲအချင်းကိုကြည့်အောင်ချင်းဒါတော့နင်းနင်းညံ့တယ် အဲဒီနေ့မှနိုင်ခဲ့လို့ပေါ့ဗျာဒီကစားသမား LOT မပြောတော့ဘူးပြီးလို့ရှိရင်ဘရိုနိုဖာနေတဲ့ဖြုံတိမှုတွေကျွန်တော်တို့ရှိတယ်ပေးပမှုတွေကလည်းကျွန်တော်တို့တိကျောက်မှုတရားမှဆိုရင်ဟို60လောက်ပဲကျွန်တော်တို့ရှိတယ်ကွင်းလင်းအချမ်းဘက်မှဆိုရင်ပေါ့ဗျာအဲ့ဒီညာဘက်ကနေပြီးတော့တတော်ကောင်းနေဆွဲဆောင်နေကျွန်တော်တို့လုပြနိုင်တယ်ဘေဘက်အချမ်းကအဲကျွန်တော်တို့ဒီကိုဓာတ်လို့ရေမေဆင်မောင်းတို့က LOT ပုံစံကောင်းတွေကျွန်တော်တို့မပြင်တွေးခဲ့ရဘူး ဒါကိုတည်ဖြစ်လေးဖြစ်တာကြီးတဲ့အခြေအနေပေါ့ဗျာဒီလိုမျိုးကျွန်တော်ကိုရပြီဆိုတာနဲ့တစ်ဖက်အတင်းကလည်းပဲပြန်ပြီးတော့ဖိကစားလာမှုတွေရှိတဲ့တဲပြန်တဲ့ပြီးလို့ရှိရင်မန်ချက်စတာကိုနေတဲ့အတင်းရဲ့အားနည်းနေပါဆိုတဲ့အမြင်ပေါ်တွေကိုသူတို့ကအသုံးချတယ်သူတို့မှလည်းတကယ်ကိုကိုရဖို့တဲ့ချိခဲ့တာပေါ့ဗျာဘာလို့လဲဆိုတော့သူတို့အတင်းခေဘောကတိုင်ထီးတဲ့သုံးလုံးတိချိခဲ့တယ်နောက်ဆုံးအလုံးမတူတူတကိုးဝင်ခဲ့တာမန်ချက်စတာကိုနေတဲ့အတင်းကိုလုံးဝထွေစေဒုက္ခပေးတာဆိုတော့လေအဲ့လိုမျိုးလေးမဟုတ်ဘူးကိုတင်ကလည်းတံပြန်တဲ့ဟိုက်ပရစီတော်တဲ့နေရာမှာလည်း အာလီဗာပူးကိုအင်တိုက်အားနဲ့ရှင်တိုက်နိုင်ခဲ့တာလီဗာပူးရဲ့အဝေးခွင်ကျမ်းပါတယ်ဆိုတော့အင်ဖီကွေးမှာမန်ချက်စတာယူနိုက်တက်အသင်းကတကယ့်ကို လုပြထိုင်နိုင်ခဲ့တာအခုလက်ရှိယူနိုက်တက်အသင်းကတိုင်ပဲနေတဲ့အနေအထားတစ်ခုရဲ့အော်တိုမနာကြောင်ပြောင်းနေတဲ့ပုံစံနဲ့လုံးဝကိုအသင်းကိုဆွေးတင်ပေးနိုင်ဖို့အတွက်လုံလောက်တဲ့ဆွဲဆောင်ရည်တွေအဲ့လိုတိကျွန်တော်မှမရှိသေးဘူးဒါပေမဲ့လို့အော်ပရီးမီးယားလေးပွဲစီခြေပွဲမှာဆိုရင်ကျွန်တော်တို့၄ပွဲအထိကိုနိုင်ပွဲရရှိထားပါတယ် တဖက်လီဗာပူးအသင်းကပရီးမီးယားလိဂ်၄ဝိကျွန်တော်ရှုံတာတဲ့ပုံစံမှာကျွန်တော်တို့တွေ့နေရပါပြီဆိုတော့လီဗာပူးအနေနဲ့ပေါ့ဗျာသူတို့ကတကူပေးလိုက်ရတယ်ဆိုပေမဲ့တိုက်စစ်ကိုမချော်ပင်နဲ့ရေစဲကျွန်တော်ဖိအားပေးမှုတွေရှိတယ်ကိုအသင်းကပေါ့ဗျာဂိုမပေးရဖို့အတွက်ခင်စစ်အားကိုချပြီးတော့ကစားခဲ့တာကျွန်တော်တွေ့ရတယ်ဒါကပထမပိုင်းရဲ့ရလဲ reset တွေပေါ့ဗျာကိုအနေနဲ့အသင်းကပေါ့ဗျာဒုတိယပိုင်းမှာဆိုရင်၈၄မိနစ်တကေးကိုလိုအဲနေပါတယ်ဆိုတဲ့ဂိုးကို ျွန်တော်တို့နောက်ခက်ကစားသမားဖြစ်တဲ့ဟယ်ရီမကွိုင်းယားကလှလှပပခေါင်းတိုင်ကိုနဲ့အနိုင်ယူနိုင်ခဲ့တယ်။ဒါကမကွန်ရောက်ကိုမက်ရှယ်ဆောင်နေတဲ့အတင်းမှာနောက်နှစ်တည်းထိဆက်နေဖို့အတွက်အထင်းသားမြင်နေရတယ်။အတင်းတန်ဝင်ရှိသူတွေကလည်းပဲနောက်ထပ်တက်တန်တိုးဖို့ဒီကျွန်တော်ကြံ့ရည်နေတဲ့အတွက်ဒါကလူအဲ့နေတဲ့အနေအထားတစ်ခုမှဒီကစားသမားတွေကရည်ကြီးလာပါဆိုတဲ့ပုံစံတွေမှာကျွန်တော်လုံးဝခြေစံကောင်းတဲ့အမေရိကန်ဆုံးပြသနေတဲ့ပလေယာလေးတွေဖြစ်တယ်။အတင်းတန်ဝင်ရှိသူတွေအနေနဲ့ ဒီကစားသမားတွေငါတို့ရည်ရှိထိန်းထားမလားလဲလဲတော်မလားဆိုတာကိုယ့်အဝမျိုးလို့စဉ်းစားကြဆိုတော့ဒုတိယပိုင်းမှာပေါ့ဗျာမန်ချက်စတာကိုနေတဲ့အသင်းက2ဝဲနဲ့နိုင်ခဲ့ပါတယ်တစ်ဖက်အသင်းကကျွန်တော်တို့80မိနစ်မှတကိုးရဲ့မန်ချက်စတာကိုနေတဲ့အသင်းကပထမပိုင်းမှာ2မိနစ်မပြည့်ခင်တကိုးနဲ့ကျွန်တော်တို့ဒီ84မိနစ်မှာမကွမ်းရတကိုးဆိုပြီးတော့ပွေးပွေးစုံကြီးမှကျွန်တော်တို့နိုင်ခဲ့ပါတယ်ဆိုတော့ ဘောလုံးပိုက်ဆိုင်မှုကိုကြည့်ရလို့ချင်းသူတို့အသင်ဘက်က6စေ3ရေကိုမက်ရှင်ဆောင်နေတဲ့အသင်က38ပေါ့ဗျာကိုပေါက်ကဲတင်မှုကိုကြည့်ရလို့ချင်းသူတို့အသင်က7ချင်းကျွန်တော်တို့နေတဲ့အသင်က12ချင်းကိုပေါက်တင်မှုကသူတို့အသင်က6ချင်းနဲ့ကျွန်တော်တို့အသင်က4ချင်းဒီလိုမျိုးဖြစ်ပေါ်လာတဲ့အနေအထားတစ်ခုကလည်းပဲကိုအသင်ကပထမပိုင်းကတည်းကဒုတိယပိုင်းမှာဆိုရင်ဇာအနေနဲ့ခြားတဲ့အထူးသဖြင့်သူတို့အသင်နေနဲ့86မိနစ်မှာတကူရတဲ့ကေဘိုကလှလပပလုံးဝ အာမချောပေးနေပါဗျာသူကိုရဖို့အရေးကိုဥတည်ထားတဲ့အတွက်မချောတော့ဇွေနဲ့အာဒီကဘောကတကိုးသွင်းနေအသူကလေးကျွန်တော်တို့ဒီ respect ရှိပါတယ်ဘာဖြစ်လို့ဆိုတော့တကယ့်ကိုအသေးအတွက်လိုအပ်နေတဲ့မဖြစ်မနေရဖို့ဂိုးတွေကိုသူ၄င်းလုံးတော့ကျွန်တော်တို့တိုင်ထိခဲ့တာဟုတ်ရင်ဒီကစားသမားက hat trick တော့ရယူနိုင်လို့ရှိတယ်ဒါပေမဲ့အာယူနိုက်တက်တင်ကိုမျက်နှာသာပေးတဲ့ကန်ဂျမာရေးပြီးလို့ရှိရင်ကစားသမားတွေကျွန်တော်တို့အသင်းရဲ့လူဝင်ဂိုးသမားလေးဆန်နီလဲမဲ တကယ့်ကိုကောင်းမွေတဲ့လက်စွဲပြမှုတွေနဲ့ကာကွယ်မှုအများစုကျွန်တော်ပြုလုပ်ထားခဲ့ပါတယ်။အမ်မိုရက်တွေကလည်းပေါ့ဗျာပရီးမီးယားလိနပွေးဆဲနိုင်ပွေးရရှိခဲ့တဲ့အနေအထားတစ်ခုကြောင့်သူ့ဘက်မှာလည်းကစားသမားတွေရောပြုလုပ်ခြင်းအသင်းတာဝန်ရှိသူတွေရောထပ်ပြီးတော့သူ့ကိုယုံကြည်မှုပိုကြီးလာစေခဲ့တယ်လို့ကျွန်တော်တို့ကပြောရင်တယ်။ဆိုတော့အသင်းကပေါ့ဗျာဒီနေ့ပွေးစီမှာဆိုရင်တပွေးလုံးအနေနဲ့ချုပ်ကြရလို့ချင်းလီဗာပူးအနေနဲ့နောက်ဆုံးမိနစ်တွေမှာဆိုရင်မော်မက်ဆာလာတို့ကိုထုတ်တယ်တိုက်စစ်ပုံမြင့်တယ် ကိုမက်ရှစ်ဆောင်နည်းနည်းအသင်ကသူတို့မြင်းတွေတိုက်စစ်ကိုလိုက်ပြီးတော့ high pressure တွေနဲ့တော်တယ်ကောက်တာအထက်ကြီးတွေနဲ့ကျွန်တော်တို့မြန်နှုံးမြင်းတွေကစားသမားတွေအာရုံနေတဲ့အနေအထားတစ်ခုမှာဆိုရင်ခင်စစ်ကိုအားပြီးပြီးတော့ဂိုးမပေးရဖို့ရေးနောက်ဆုံးမှကျွန်တော်တို့ထိမ့်သိမ်းသွားခဲ့တယ်တကယ်လည်းပဲမက်ရှစ်ဆောင်နည်းနည်းအသင်အတွက်ကိုဒီနေ့ပွဲစဉ်ကအများကြီးမဟုတ်ရောက်ထိုက်တဲ့တော့ liverpool and figue မှာပြပြဆုံးခဲ့တဲ့ ညတညလိုကြုံလို့ပြောလို့ရတယ်ယူနိုက်တက်အသင်းကလီဗာပူးကိုနိုင်ခဲ့တဲ့အနေအထားတစ်ခုအကြာလို့ချင်းအဆင့်6မှာကျွန်တော်ရမဲစစ်သုံးမဲ့ရက်တင်နိုင်ခဲ့ပါတယ်ဒါကကိုတိကစားသမားတွေစေတီဘိုက်ဆိုင်ရာမြင့်တင်မှုနောက်တစ်ချက်လာမဲကျွန်တော် Brighton နဲ့ကိုရီ Old Trafford ပေါ်မှာကစားမဲပွဲစီမှာဆိုရင်လည်းဒီလိုမျိုးရလဲတွေကိုကောင်းဝင်ခဲ့လို့ချင်းကျွန်တော်အသင့်အနေနဲ့ဒီရသည်အော် Premier League ဖလားကိုရဖို့လို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်အထိုက်တင်တဲ့ဥရောပလည်းဝင်ခွေးတစ်ခုကိုကျွန်တော်ရချင်မလား ဒါကိုကျွန်တော်တို့အေလိုချင်တာပေါ့ဗျာအာချင်းချင်းပြောလို့ကြည့်ပေါ့ဗျာမက်ချစ်စာအွန်နေတဲ့တိပြန်လာပြီဆိုတဲ့စကားကိုကျွန်တော်တို့မပြောလို့ဘူးယူနိုက်တက်အသင်းကဒီနေ့ပွဲစဉ်ကိုကြာလို့ချင်းလည်းပဲပထမဘက်မှာတော်တော်ကောင်းတယ်ဒါပေမဲ့ဒုတိယဘက်မှာအဲ့လိုကြကျွန်တော်တို့တစ်ဖက်အသင်းကိုစူးမူမရှိခဲ့ဘူးအာတကိုးလေးပေးလိုက်ရတယ်ဒါကကျွန်တော်တို့အသင်းဖြေဖို့ဖြည့်စင်ပေါ့ဗျာနောက်တစ်ချက်မက်ချစ်စာအုံနဲ့နဲ့အစ်တင်နဲ့လီဗာပူးကိုပေါ့ဗျာမနိုင်ခဲ့တာတော်တော်ကြာခဲ့ပါပြီ2016ကနေအခုချိန်ကြီးပဲဆိုတော့ လက်ရှိမှာအမ်ရယ်လက်ထက်မှာအဝေးကွင်းကျန်းပါတယ်ဆိုတော့ FG မှာယူနိုက်တက်တင်က2ဝင်းနဲ့နိုင်ခဲ့တယ်။ဒါကြောင့်အမ်ရယ်အတွက်ကလည်းမတန်ကောက်တစ်ခုတော့ဝင်ဖို့အလားအလာရှိတော့ပါပြီပေါ့ဗျာ။ဆိုတော့စာသမားတွေဒါကမန်ချက်စတာနဲ့အတင်းအနေနဲ့ရောဝေးကွင်းလီဗာပူးရဲ့ FG မှာ2ဝင်းနဲ့အာကျွန်တော်နှစ်မိနစ်မပြည့်ခင်မှာဘရန်အဘူမိုတူကိုလှလာပါပါ84မိနစ်မှာဆိုရင်အနိုင်3မိနစ်ရဖို့အတွက်ကို ဟရီမကွမ်ယာကလှလှပပကျွန်တော်ကန်သွင်းခဲ့ပါတယ်။အဲ့ဒီဂိုးကဆိုရင်လည်းပဲဘရူနိုဖာနေတဲရဲ့ဖန်တီပေးမှုဘရူနိုဖာနေတဲရဲ့ပေးပမှုတွေမကင်းရမကင်းကြောင်းဂိုးဖြစ်တယ်လို့ယူနေတဲ့အတင်အတွက်နိုင်ပွေးဆာလုံနေမှုကစားသမားတွေအဖို့ကလုံးဝဖြောပြမှုယတကောင်းခဲ့တဲ့ပွေးစီတခုလို့ကျွန်တော်ပြောရမှာပေါ့ညီကတို့ရဲ့အမြင်လေးတွေကိုကျွန်တော်ရဲ့ comment လေးမှာဆွေးနွေးပေးကြပါအောင်ဗီဒီယိုလည်းကတော့ဒီလောက်ပါပဲညီကတို့ကြီးစုကြပါအောင် အားပေးကြပါဦးကျွန်တော်ရဲ့ channel ကိုလေးဝမ်းရထောက်ခံကြပါဦးလို့ပြောကြရင်လည်းအားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ FP Queen မှာ message စာအုပ်နဲ့တင်2ဝဲနဲ့နိုင်ခဲ့ပြီဒီရသည် premier လေးပွေးစဉ်10ပွဲ၄ပွဲတိကျွန်တော်နိုင်ခဲ့ပါပြီ okay ပါ